ောင်မီးရဲ့မိမရုတ်တရက်ကွဲလွန်သွားခဲ့ပြီးနှစ်နှစ်အရွယ်သမီးလေးတယောက်ကြံ့ရင့်နေခဲ့ပါတယ်။သမီးလေးကိုထိန်းသိမ်းဆောက်ရှောက်ဖို့အတွက်မိခင်တယောက်မရှိတော့တဲ့အခါမှာတော့ရှောင်းကလည်းနောက်အိမ်ကြောင်ပြုတ်လိုက်ပါတယ်။နောက်အိမ်ကြောင်ကတိတ်မကြခင်မှာပဲကဝင်းဆောင်ပြီးသမီးလေးတယောက်ထံမွေးလိုက်ပါတယ်။သမီးအရင်လေးကိုမွေးဖွားပြီးတဲ့နောက်မှာမိတွေအမေကသမီးအရင်လေးကိုပဲချစ်ပါတော့တယ်။ဒီလိုနဲ့ပဲနှစ်ပေါင်းများစွာကုန်ဆုံးသွားခဲ့ပြီးနောက ညီမနှစ်ယောက်လုံးကအရွယ်ရောက်လာခဲ့ကြပါရဲ့ရူပါလီကချောင်းမော်လှပပြီးအသားလေးဖြူဖွေးနေပေမဲ့မိတွေအမေရဲ့သမီးအရင်ကတော့အသားညို့ပါရဲ့ဒါပေမဲ့သူမကတော်တော်လေးလဲဝဲတော့နေအမျိုးသမီးတယောက်ပါတရမှာတော့ရူပါလီရေခတ်ပြီးအိမ်ကိုပြန်လာတဲ့အချိန်မှာကာပြားကလည်းပြောလိုက်ပါရဲ့ကောင်းတယ်အမရေရေခတ်ပြီးပြန်လာပြီလားဒါဆိုရင်တော့အမြန်ဆုံးရေသွားခတ်ပြီးရင်လက်ဖေးရေသွားဖြော်တော့ ဘလို့ဖြစ်နေရလဲခဏနေပါအောင်သူ့ကိုခဏလေးအနားယူခွင့်ပေးလိုက်လေတတော်လေးပင်မနေမှာပေါ့လာသမီးလေးရေအဖေနာမှာခဏလေးလာထိုင်အောင်ပြီးတော့သမီးအငယ်ကပြောင်းသမီးဒီနေ့လဖေးရေတော့ဖြော်ခဲ့တော့သူမနဲ့ထဲကအလုံးလုံးနေရလေသမီးရဲ့ရှင်းသမီးကအလုံးလုံးနေတယ်ဆိုရင်ကျမတို့အားလုံးဘာလုံးနေတယ်လို့ရှင်းထင်လိုက်ကျမတို့အားလုံးအိမ်မှာအေးအေးဆေးဆေးတတ်တာစွာနဲ့အနားယူနေကြတာလားကျမကိုယ်တိုင်လည်းအိမ်ကအလုပ်တွေအားလုံးလုပ်နေရပဲ ကျမသမီးကိုတော့ဘာအလုံးမှသွားမခိုင်းနဲ့နော်ကျမသမီးကိုကျမတော်ဘာအလုံးမှခိုင်းတာမဟုတ်ဘူးရှင်အများကြီးထပ်ပြောမယ်ဆိုရင်တော့ကျမသမီးကိုခေါ်ပြီးကျမမိဘအိမ်ကိုသွားလိုက်မယ်အမေရဲ့ရံမဖြစ်ပါနဲ့နော်သမီးအခုချက်ချင်းလက်ဖေးသွားဖြော့ခဲ့ပေးပါမယ်ငါတော့ငါ့ရဲ့သမီးလေးမိခင်မြတ်တာရမယ်ထင်လို့နောက်အိမ်ချောင်ပြုတ်ခဲ့တာသူကတော့ငါ့သမီးလေးကိုနှိပ်ပဲနှိပ်ဆက်နေတယ်ဒီလိုနဲ့ပဲသူမကတော့တရက်အလုံးအလောက်တွေကိုပြမန်းစွာလောက်ကိုင်းခဲ့ရပါတယ် အလုပ်တွေအလုံးပြီးသွားပြီးဆိုရင်တော့မှသူမကိုတခဏလေးအောင်ထိုင်ခွင့်မပေးတော့ပါဘူး။သူရဲ့သမီးအရင်လေးကပြောကြတော့သူကတအားချက်ပါတယ်။ဘာအလုပ်တခုမှကိုမခိုင်းပါဘူး။ဒီလိုနဲ့ပဲတရားမှာတော့ဟဲ့အယူမှစက်တီတောင်းလိုက်တာနဲ့ရိုတီကိုဘလို့လှုပ်ထားတာလဲ။အမေသမီးမနဲ့ထဲကလက်တွေတအားကိုက်နေလို့ပါ။တော်စမ်းမှာအပေါ်စကားတွေပြောမနေနဲ့။ကဲကဲကဲအမြန်လို့လှုပ်စရာရှိတာကိုအမြန်လို့နေအဖေအိမ်ကိုပြန်မလာခင်အလုပ်တွေအားလုံးပြီးအောင်လုပ်ထား။ ဒီအချိန်မှာမိတွင်အမေကလည်းသူ့ယောက်ျားအိမ်ပြန်လာတဲ့ခြေတံကိုကြားလိုက်ရတာနဲ့သူ့သမီးရူပါလီကိုဖယ်ခိုင်းပြီးချက်ချင်းသူကအလုပ်တွေကိုဝင်လုပ်ပြနေခဲ့ပါတယ်။ယောက်ျားဖြစ်သူကဂျောကိုတွေ့ကြရတဲ့အခါမှာအံ့အားတင်သွားခဲ့တာပေါ့။ဒီနေ့မင်းအလုပ်တွေဘာတွေလုပ်နေရပါလား။ကဲရှင်ရတော့လေကျမတို့ဆိုရင်တော့အမေနဲ့အပြစ်ပြောမယ်ဆိုတာကြီးပဲ။ရှင်အရန်ခြေရတဲ့ရှင်သမီးလေးကလက်ကိုက်နေတယ်တဲ့။ဘာအလုပ်မှမလုပ်နိုင်ဘူးပြောလို့ကျမကိုယ်တိုင်လုပ်နေတာ။အေးအေးအေးကောင်းနေကောင်းနေကောင်းပါတယ်။ သူရဲ့ရုပ်တရက်ပြောင်းလဲသွားတဲ့အပြုတ်မှုကြောင့်အားလုံးကလည်းအံ့အားသင့်ကုန်ကြပါရဲ့ခဏနေတော့အခန်းထဲကိုရောက်ရှိသွားခဲ့တဲ့အချိန်မှာအမေရုပ်တရက်ကြီးသူ့အပေါ်ဘာဖြစ်လို့ဒီလောက်မြစ်တာရီရှို့ဖိတ်နေရလဲအမလီငါဟန်ဆောင်နေရနင်ဘာတိလို့လဲအဖိုးကြီးကသူ့ပထမမိန်းမခြံထားခဲ့တဲ့လက်ဝတ်လက်စားတွေတင်ထားတယ်ဆိုတဲ့အကြောင်းငါသိထားတယ်အရာတွေကိုလိုချင်လို့အခုလိုမျိုးဟန်ဆောင်ပြနေရပေါ့ယောက်ျားကတော့မိန်းမဖြစ်သူရဲ့အကြံစီတွေအားလုံးကိုကြားသွားခဲ့ပါတယ်သူလည်းတော်တော်လေးကိုဝမ်းနေသွားခဲ့ရပေါ့ ဒီအချိန်မှာပဲသူလဲနှလုံးဖောက်ပြီးရုတ်တရက်မေးလဲကြာသွားခဲ့ရတာပေါ့စေယုံတင်ပို့ခဲ့တဲ့အချိန်မှာတော့နှလုံးရောဂါဖောက်သွားတယ်ဆိုတဲ့အကြောင်းလေးကိုသိခဲ့ရပါတယ် သူမကွယ်လွန်ခင်မှာသူ့သမီးလေးကိုခေါ်ပြောခဲ့ပါတယ်သမီးသမီးအမေထားသွားခဲ့တဲ့လက်ဝဲလက်စားတွေငါသမီးလေးအတွက်အဖေတိတ်စီထားတယ်အရာလေးတွေကိုသမီးယူလိုက်နော်အရာတွေကသမီးအကြွအတော့ဝင်ပါလိမ့်မယ်အရင်လက်ဝဲလက်စားတွေသမီးလေးမင်္ဂလာဆောင်တဲ့အခါကျရင်အဖေပေးမယ်ဆိုပြီးစဉ်းစားထားတာ ဒါပေမဲ့ကြည့်ရတာအဖေရဲ့အချိန်စေးပြီးနေတူတယ်။အဲ့လိုမပြောပါနဲ့အဖေရဲ့။ပြောပြီးနောက်မှာတော့ဖခင်ဖြစ်သူကကွယ်လွန်သွားခဲ့ပါရီ။ဖခင်ဖြစ်သူကွယ်လွန်သွားခဲ့ပြီးတဲ့နောက်မိတွေအမေကသမီးလေးကိုပို့ပြီးနှိပ်စက်လာပါတော့တယ်။သမီးအရင်လေးကတော့လလဆဆချက်ပြုတ်ထားတဲ့ပူပူနွေနွေထမင်းဟင်းကိုသာကျွေးမွေးခဲ့ပြီးသမီးအရင်မဟုတ်တဲ့ရူပါလီကိုတော့ထမင်းကျန်ဟင်းကျန်တွေထားပြီးကျွေးပါရီ။ရော့သမီးလေးရဲ့အမေသမီးလေးစားနော်စားစားဟိုအောင်စား။အဲရော့ဒီမှာငါနဲ့အတူလာပေးတာစားစား။ အမေရဲ့အစားအသောက်တွေကအနမ်းလွေအောင်ထွက်နေပြီလေအေးဟုတ်တယ်နင်းအဖေကဘော်ရီများနင်းအတွက်ထားသွားလို့ငါကနင်းအတွက်အရသာရှိတဲ့ဟင်းထမင်းချက်ပြုတ်ကျွေးရမှာလေဒါစားမယ်ဆိုရင်တော့စားမစားဘူးဆိုလို့ရှင်လည်းရတယ်ကိစ္စမရှိဘူးငတ်ပြပြီးသေးလိုက်တမီးလေးနောက်ထပ်လိုချင်နေဆိုရင်တော့ထပ်ယူနော်ဒီပုံစံအတိုင်းပဲအချိန်တွေကုံဆုံးသွားပါလေတရမှာတော့ကဲဒီမှာသေချာနားထောင်ငါတမီးလေးကာဗျားကိုကြည့်ဖို့အတွက်ညနေကျရင်တရိုးသားဘက်ကတူရီလာကြလိမ့်မယ်ဟိုဘက်ရွာကရွာတကြီးနဲ့သူ့ရဲ့သားလေးလာမှာ ငါဝယ်စရာချမ်းစရာရှိတာတွေဝယ်ဖို့အတွက်ဈေးတဲ့ခဏသွားမယ်။အိမ်သက်ရှင်ရေးတေးချလောက်ထား။ပြီးတော့ဧည့်သည်တွေလာရင်စားတောက်ဖို့အတွက်အစားအသောက်တွေကိုလည်း special ပြင်ဆင်ထားလိုက်အောင်။ဟုတ်လားအမေရေတကယ်ပြောနေရလား။ကျမဝမ်းတာလိုက်တာ။ဟုတ်ကဲ့ဟုတ်ကဲ့ဒါဆိုရင်တော့ဘာမှစိတ်ပူမနေပါနဲ့။အေးအေးဆေးဆေးသွားကျမလိုအပ်တာအားလုံးလုပ်ထားမယ်။အမေကျမကိုဘာတစ်ခုမှပြစ်တင်ဝေဖန်စရာမရှိအောင်အလုပ်ကိုလုပ်ထားမယ်နော်။ကျမညီမလေးအတွက်ဝမ်းတာလိုက်ကြအမေရေ။ကျမရဲ့ညီမလေးလက်ထပ်ပြီးသွားတဲ့အခါကျရင်အရန်ကိုပျော်ပျော်ရွှင်ရွှင်နေရမှာတိလား။ ာမီးတယောက်လုံးကတော့စိတ်ပြတ်စွာနဲ့ပဲထွက်ခွာသွားခဲ့ကြပါတယ်။ညနေခင်းမှာတော့တရိုတာဘက်ကသူတွေကကောက်ပြားကိုကြည့်ဖို့အတွက်ရောက်လာခဲ့ကြပါတယ်။ရိုပါလီကအရသာရှိတဲ့ဟင်းထမင်းမျိုးစုံကိုချက်ပြုတ်ပြင်ဆင်ထားခဲ့ပါတယ်။စားပါရှင်စားပါစားပါဒါရီအားလုံးကျမသမီးလေးကိုတိုင်းချက်ထားတာလေ။ကျမသမီးကအရန်တော်တာအိမ်မူကိစ္စဆိုလို့ရှင်လည်းဘာတစ်ခုမှမလှဟင်းစေရဘူးနော်သူတယောက်တည်းပဲအကုန်လုံးတော့တော်တယ်ကျမသမီးကတအားတော်တာဒီအချိန်မှာရူပါလီရောက်ရှိလာခဲ့ပါတယ်။ကောင်လေးကလည်းဝင်မေးလိုက်ပါတယ်။ ဒီမိန်ကလေးကဘယ်သူများလဲအော်တူလားသူကကျမတို့အိမ်မှာအလုပ်လုပ်နေတဲ့အလုပ်သမားပါကောင်းလေးကတော့ဒီအဖြေကိုတိတ်ပြီးသဘောမကျလာပါဘူးသူကလိန်ပြောနေတယ်လို့လည်းထင်မှန်သွားခဲ့ပါတယ်ဒီနောက်သူတို့ကပြန်စင်းစားမယ်လို့ပြောပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ကြပါတယ်အမေဘလို့ထင်လဲရင်သူတို့ပြန်စင်းစားမယ်ဆိုပြီးတော့ပြန်သွားကြတယ်သူတို့သမီးကိုသဘောကျကြပါမလားအမလေးသဘောကြမှာပေါ့ငါသမီးလေးကိုဘာဖြစ်လို့သဘောမကျအောင်မလဲယောက်ျားလေးရှင်တွေဆိုတာဒီလိုမျိုးပဲတို့ကဈေးကိုင်းနေအချိန်ဆွဲကြတယ် ကောင်လေးကလည်းတတော်လေးအေးအေးဆေးဆေးပါပဲတိတ်ဆိတ်တယ်နော်။ကြည်ရတာသမီးတို့ကြည့်ပြီးအတော်လေးသဘောကျသွားရဖြစ်ရမယ်။အင်ကိုရောက်လာတဲ့အခါမှာကောင်လေးကသူ့ရဲ့အဖေကိုပြောလိုက်ပါတယ်။အမှန်အတိုင်းပြောရမယ်ဆိုလို့ရှင်တော့အဖေကျွန်တော်တို့ကြည့်ဖို့သွားခဲ့တဲ့မိန်းကလေးကိုတော့ကျွန်တော်သဘောမကျဘူး။နောက်ထပ်မိန်းကလေးတယောက်ထွက်လာတယ်မဟုတ်လားသူ့ကိုကျွန်တော်သဘောကျတယ်။သူကအရန်ကိုရိုးသားလို့နဲ့လို့ကျွန်တော်ထင်တယ်အဖေ။ကောက်ပြားဆိုတဲ့မိန်းကလေးကိုတော့ညင်းပယ်လိုက်ပါ။ကျွန်တော်အဲ့ဒီမိန်းကလေးကိုသဘောမကျဘူး။ ဒီအကြောင်းတွေအားလုံးကိုမိတွင်အမေသိရှိသွားခဲ့တဲ့အခါမှာဒေါသတွေထွက်နေခဲ့ရပေါ့ငါနဲ့ကိုပထမတည်းကအပြင်းဝင်ထွက်မလာခဲ့ပါနဲ့ဆိုပြီးတော့ပြောခဲ့လားမပြောခဲ့ဘူးလားဒါပေမဲ့အမေပဲကျမကိုစားစရာတောက်စရာတွေအားလုံးချဖို့အတွက်ပြောခဲ့တာမဟုတ်ဘူးလားအဲ့တော့ဆိုလို့ရှိရင်လည်းနင်းရဲ့မျက်နှာကိုနင်းဖုံးပြီးတော့မလာတတ်ဘူးလားအမေကျမသိတယ်သူတမင်တတကျမရဲ့မင်္ဂလာဆောင်ကိုပြည့်စည်စေခြင်းလို့အခုလိုမျိုးလှုပ်တာပဲဖြစ်မှာသူ့ကိုမြင်ပြီးသူ့ကိုသဘောကျသွားစေခြင်းတာလေနင်းကိုနေလှပလွန်နေဆိုပြီးတော့မောက်မာနေရမလားအမေကကြည့်ယူခဲ့ ။သမီးတို့သူ့ရဲ့မာနတွေအကုန်လုံးကိုဒီနေ့ပဲခြေဖွက်ဖြက်စီးပြစ်မယ်။ပြီးရင်တော့သူ့ကြောင့်နဲ့သမီးဘာဖြစ်လို့ခြေကွဲရတာလဲဆိုတော့ကိုသူနားလေသွားလိမ့်မယ်။မိတွေအမေကကကြီတလက်ယူခဲ့ပါရီ။မလုပ်ပါနဲ့ရှင်။အဲ့လိုတော့မလုပ်ပါနဲ့။ကျမကိုလှုပ်ပေးပါ။ကျမကိုအခုလိုမျိုးမလုပ်ပါနဲ့နော်။သမီးနှစ်ယောက်လုံးကရူပါလီရဲ့စပင်တွေကိုဖျက်ချပြစ်လိုက်ပါရီ။နောက်ဆုံးမှာတော့ဂရုံးပါတုံးရတဲ့အချိန်လေးရောက်ရှိသွားပါရီ။ဒီနောက်အားလုံးကလည်းဒီမောပျော်ရွှင်နေကြတာပေါ့။ကောင်းတယ်အခုနဲ့လိုကတုံးမကိုဘယ်သူမှလှဲ့တော့ကြည့်မှာမဟုတ်ဘူး။ အခုငါ့ကိုကောင်းမွန်တဲ့ကောင်းလေးတယောက်ကလာရှာပြီးလက်ထပ်လိုက်မယ်။အရင်နေ့မှာရူပါလီဝမ်းနဲ့လွန်ခဲ့တဲ့အတွက်ကြောင့်မို့လို့တရလုံးကိုပဲငိုနေခဲ့ပါရယ်။တရမှာတော့ "तुम ပကံဆင်းနေခဲ့ပါရယ်။"ပရင်ကလည်းအရင်နေရာကနေဖြတ်သွားရင် "तुम ကိုတွေ့သွားခဲ့ပါရယ်။"နင်ကကာဗျားရဲ့အိမ်မှာရှိတဲ့မိန်းကလေးမဟုတ်လား။ဒါရီအားလုံးဘလို့ဖြစ်တာလဲ။ကျမကိုတော့ခွင့်ပေးပါ။တိတယ်ဒါရီအားလုံးကိုမင်းရဲ့မိတွေနဲ့သူ့ရဲ့သမီးတို့ကလောက်ကြတာမလား။ငါအလုတ်သမားကိုငါအရာအားလုံးစုံစမ်းခိုင်းထားတယ်ငါသိပြီးပြီ။ ။အမှန်အတိုင်းပြောရမယ်ဆိုရင်တော့မင်းကိုပထမအအူဆုံးတွေ့မြင်ခဲ့ရတဲ့အချိန်ကလေးကအရင်ကိုချစ်မိသွားတာ။မင်းရဲ့ရိုးတောက်မှုကတော့ငါတကယ်သဘောကျပါရဲ့။ဒုက္ခပဲရှင်။ဒါဘလို့စကားတွေပြောနေရလဲရှင်နဲ့ကျမနဲ့ဆိုတော့အများကြီးကွာခြားလွန်းနေ။ပြီးတော့အခုဆိုရင်ကျမကရှင်နဲ့ထိုက်တောင်းမထိုက်ကြံတော့ဘူး။ကျမရဲ့သဘင် ရှင်ဖေကကျမကို လက်ခံမရဲလား။လူသားတယောက်ရဲ့အမှန်တကယ်တော့ပေါ့မို့ဆိုတာကသူ့ရဲ့စိတ်သဘောထားပဲလေ။မင်းရဲ့အားသာချက်တွေအားလုံးကငါသိတယ်။မင်းငါနဲ့အတူတူလိုက်ခဲ့ ငါသိတဲ့ဆရာကြီးတစ်ပါးရှိတယ်သူမှအဖြေတွေအားလုံးရှာတွေ့လိုက်မယ်ဒီလိုနဲ့သူကလည်းရူပါလီကိုဆရာကြီးစီခေါ်ဆောင်သွားခဲ့ပါတယ်မင်းကအမြဲဒုက္ခရောက်ခဲ့တဲ့မင်းကလေးပဲငါမင်းကိုအကူအညီပေးမယ်ကဲလျှော့ဒါကိုယူထားပြီးခေါင်းမှအမြဲတမ်းလိမ့်နေဒါတွေကိုလည်းပြီးသွားတဲ့အခါကျရင်နေ့စဉ်တွေအားလုံးကိုပြန်လဲရရှိသွားမှာဒီဆေးကိုလည်းတောက်လို့ရတယ်ဒါကိုတောက်ပြီးပြီးဆိုရင်တော့နေရဲ့မိတွေအမေနဲ့သူ့သမီးတို့လုံမဲ့ကိစ္စတွေအားလုံးကိုလည်းချိုတိနေလိမ့်မယ်ကျေးဇူးတင်ပါတယ်ရှင် ရူပါဒီကလည်းနင်းစင်နေတာရေချိုးပြီးပြီဆိုတာနဲ့စီကိုကောင်းမှလိမ့်ပါရယ်ရက်အနေငယ်အတွင်မှာပဲသူမစပင်အရှိအကြီးပြန်ရသွားပါရယ်အခုဆိုရင်သူမရဲ့လှပမှုတွေကအရင်တုန်းကထပ်ပိုးပြီးတိုးနေခဲ့ပါပြီတောက်တွေ့ကြရတဲ့အခါမှာတာမီနှစ်ယောက်လုံးကလည်းမနာလို့ဖြစ်လာခဲ့ကြတာပေါ့သူစပင်တွေကလည်းပြန်ရှိလာတာအရင်အောင်မြန်လုံးမနေဘူးလားအခုတခုခုလုံးမဖြစ်တော့မယ်နဲ့တူပါရယ်ဘလို့လုံးမှလဲအမေရဘာလုံးမှလဲသူ့ကိုတခါတည်းအစိုက်တိုက်လိုက်မယ်လေညနေခင်းမှမိတွေ့အမေကသူ့သမီးစားဖို့အတွက်ဆိုပြီး노ထမင်းချက်ပါရယ် ရော့သမီးလေးရဲ့ဒီမှာငါနေစားဖို့အတွက်ဆိုပြီးတော့နှုတ်ထမင်းချက်ထားတယ်။ကဲရော့ရော့ရော့ဒါအောင်စားလိုက်။ရူပါလီကဆရာကြီးပေးထားတဲ့ဆေးကိုတောက်ထားတဲ့အတွက်ကြောင့်မို့လို့ကြိုသိနေပါရဲ့။အဲဒါကြောင့်ဆရာကြီးပေးလိုက်တဲ့ဒုံနဲ့သူတို့နှစ်ယောက်လုံးကိုရိုက်ပြစ်လိုက်ပါရဲ့။ငေါ့မြောင်အစိတ်တိုင်းမဲ့ငေါ့ကိုတတ်ဖို့အတွက်ကြံစီကြတယ်ဟုတ်လား။မရိုက်ပါနဲ့နားတယ်မရိုက်နဲ့ဟေ့မရိုက်နဲ့။အေးပါအေးပါမရိုက်ပါနဲ့။နင်ဘာပြစ်သွားတာလဲဘာလို့ဒီလောက်တောင်မှပြောင်းလဲသွားရတာလဲ။ဘာဖြစ်လို့လဲ။ကျမတို့အားလုံးကနှိမ့်ဆက်ခဲ့ကြတာပဲလေ။ကျမဘလောက်တောင်မှစိတ်မကောင်းဖြစ်ပြီးဝမ်းနေခဲ့ရလဲသီလား။ မိခင်မြတ်တာရဖို့အတွက်ကျမအမြဲတမ်းငိုကြွေးကြရတယ်။ကျမကအမေတယောက်လိုမျိုးတတ်မှတ်ခဲ့ပေမဲ့အမေကတော့ကျမကိုမိတွေတယောက်လိုပဲဆက်ဆံခဲ့တယ်။အေးပါငါတို့ခွဲလောက်ပါ။မှားသွားပါရဲ့နင်တို့ကိုခွဲချမဆက်ဆံခဲ့တဲ့မို့အခုငါနားလေသွားပါပြီ။နောက်နင်တို့ကိုဘယ်တော့မှခွဲချမဆက်ဆံတော့ဘူးနော်။ဒီနေရာစပြီးမိတွေမိကလည်းသူ့သမီးတွေကိုခွဲချဆက်ဆံခြင်းမလုပ်ကြပါဘူး။ကာပြားကလည်းတောင်းပန်လိုက်ပါရဲ့။နောက်တော့ရူပါလီကလည်းသူ့သဘောကျတဲ့သူနဲ့လက်ထပ်လိုက်ပါရဲ့။ အားလုံးကလည်းပျော်ရွှင်စွာနဲ့နေထိုင်သွားခဲ့ကြပါတော့တယ်